မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ငုခရိုင်စစ်တောင်းမြေအရှိတ်ချမ်းကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ6ရက်နေ့မှာစစ်တောင်းမြေအရှိတ်ချမ်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီး၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များရဲ့ 5kg drone တစ်စီးပျက်စီးခဲ့ပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲဟာ55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ထိကိဒဏ်ရာရရှိသူများကိုစစ်တောင်းမြေရဲ့နောက်ဘက်ကမ်းကိုပြန်လည်တယ်ဆောင်သွားကြတယ်လို့သိရပါဗါးခြေလက်နေကတိုက်ပွဲဖြစ်တာတောင်ကူခရိုင်ထဲမှာပါဝရဇိန်တပ်ဖွဲ့က 5kg drone တစ်စီးတော့ပြတ်ကျသွားပါတယ် စစ်တောင်းမြေအရှိတ်ကမ်းမှာဖြစ်တာပါစစ်ခွေးတွေကစစ်ကြောင်းထိုးလာတော့တိုက်ပွဲဖြစ်တာစစ်ခွေးရှစ်ကောင်တည်ပြီးတော့ငါးကောင်ဆန့်ကျင်ဆန့်ကျင်ဖြစ်ပြီးတော့ပြန်တည်သွားပါတယ်တော်လိုင်းရဲဘော်တွေဘက်ကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဝရဇိန်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့အနောက်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ MA1 အမျိုးသားတပ်နဲ့တပ်လက်ကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ6ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှပခုတ်ကူမြို့အနောက်ဘက်အထွတ်မှာရှိတဲ့တပ်မတရတဲ့ခမရ259259အနီးမှာစစ်စေးရေးဂိတ်ဖွင့်ကအတင်းအဓမ္မဂေကြီးကောက်ခံနေတဲ့အကြမ်းဖက်စစ်သားများကို Burma Revolution Rangers တပ်ဖွဲ့ကတော်လိုင်းရဲဘော်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဂိမ်းမှာလူမရှိတဲ့အတွက်ကြောင့် MA1 အမျိုးအစားတက်တဲ့တက်လက်ကိုတင်းစီကပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာကတက်နေကခြံစည်းရိုးလေးပဲချတာသတင်းရထားတာက15ရောက်အောင်20လောက်ရှိတယ်လို့ပြောတယ်။လက်နဲ့အင်အားကတော့နည်းတယ် drone တွေလည်းရှိတယ်။အဲ့ဒီလိုသတင်းရထားတာကျွန်တော်တို့အခုလှုပ်ထားတဲ့ drone campaign ကလည်းလက်မှတ်အဆောင်ရည်3000လှုပ်ထားတာမှာ300လောက်ပဲရောင်းရသေးတယ်။ငလျင်လှုပ်တာတွေနဲ့ဆိုတော့ပြည်သူတွေကိုလည်းအားနာလို့ဒီဂိမ်းမှာ drone တွေလည်းရှိတယ်ကြားလို့သတင်းရထားတာနဲ့ mission လှုပ်လိုက်တာပါ။အချိန်လေးကောင်းရင် drone မှာရနိုင်လို့အရေးစုံပြီးတော့တွားရင် မစ်ရှင်လောက်လိုက်တာဘန်ဂါနားလဲရောက်ရောတယောက်မှကိုမတွေ့ဘူးသူတို့နေတဲ့နေရာတွေကိုဝန်ရှာကြည့်တော့ဘန်ဂါတစ်ခုတည်းကနေပြီးတော့ MA1 တနက်တလက်ကြီပေါက်လဲမပါဘူးထောင်သားတာနဲ့ယူပြီးတော့ပြန်ဆုတ်လာတာပါလို့ဘာမှ Revolution Rangers တပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူဒီမိုကပြောပြထားပါတယ်ပခောက်ကူမြို့နယ်အတွင်းမှာစစ်တပ်ကစစ်တောင်းထုံးမှုများလှုပ်ဆောင်နေပြီးလက်နက်ခဲယံလိုအပ်မှုကြောင့်ခုကန်တိုက်ခိုက်ရန်အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။လက်နက်ကြီးပြောင်းဝယ်ယူပိုင်ဆိုင်ထားတော့လေလက်နက်ကြီးကြီးဝယ်ယူနိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။အင်တာနက် က်လိုင်းနဲ့ဖုန်းလိုင်းများလည်းပြတ်တောက်နေတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူဒီမိုကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငတိယောက်မြို့မှာအချမ်းမဲ့စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့အောင်စိုးကိုပြစ်ခတ်တိုက်ခတ်ရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့မနက်ပိုင်းမှာငတိယောက်မြို့အတွင်းမှာရှိတဲ့အချမ်းမဲ့စစ်တပ်နဲ့ပူးပေါင်းကပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ စစ်တပ်ရဲ့လက်ပါစီပြည်သူ့စစ်အဖွဲ့ဝင်အောင်စိုးကို၎င်းရဲ့နေအိမ်ဈေးဆိုင်အတွင်းမှာတော်လိုင်းရဲဘော်များကဝင်းရောက်ပစ်ခတ်တိုက်ခတ်ရောက်တေးဆုံးသွားတယ်လို့သိရပါတယ်။သူကအကြမ်းဖက်နှိမ်နှင်းရေးအမိခံပြည်သူ့စစ်အဖွဲ့ဝင်ဆိုရင်လည်းဟုတ်ပါတယ်စစ်တပ်အတွက်အလုလုပေးနေတဲ့သူပါလို့ဗကန်ဘလူးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဗကန်ဘလူးတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ရဲ့ခန့်အပ်ခြင်းကိုခံထားရတဲ့ ုတ်ချုပ်ရေးမှုများအနေနဲ့အ мян ဆုံးယာရုကနေနှုတ်ထွက်ကြရန်နဲ့ပြည်သူလူထုနဲ့ပူးပေါင်းကြရန်နှိုးဆော်ထားပြီးတော့ပူးပေါင်းခြင်းမရှိတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုများကိုအခုလိုမျိုးပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တယ်လို့အတိပိတ်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အာရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ဗကိုးတိုင်းအနောက်ချမ်းမှာရှိတဲ့ညောင်ကျိုးစခန်းကိုပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနောက်ကိုပြန်လည်ဆုတ်ခွာသွားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ကျိုးကနေပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာညောင်ခြေတော့အနီးရှော့ဖြူစခန်းကနေတဆင့်ဆက်လက်ဆုတ်ခွာလာကခံစစ်ပြန်လည်ပြင်ဆင်နေတယ်လို့ရှေ့တန်းသတင်းအင်းမြစ်ကပြောပါရတယ်။ကပ္ပဆ6ကနေတပ်အမှတ်စီစစ်ဆဲ စစ်ထွက်တရဲ၃ရဲခမိုင်းအင်အား200ခန့်ဟာရှော့ဗျူဘက်ကိုထတ်လွတ်ထားတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ညောင်ကျိုးစခန်းအထိပြန်လည်ပြီးတော့တိုက်စစ်ဆင်လိုခြင်းဖြစ်ပါတယ်လို့ဗိုလ်ကြီးစင်ရော်ကပြောပြထားပါတယ်။အေအေဟာစစ်ကောင်စီရဲ့ညောင်ကျိုးစခန်းကိုပြီးခဲ့တဲ့အေပီလ၂ရက်နေ့ကလေးကသိမ့်ပိုက်ပြီးချောင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကပြန်လည်တိုက်ခတ်မှုများကိုပြုလုပ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ညောင်ကျိုးကနေရှော့ဗျူကိုဆုတ်ခွာလာတဲ့တပ်အပြင်အမတ်6ကာကွယ်ပစ္စည်းဆက်ယုံကောက်ပါစ6ကအင်အား200ခန့်ကိုလေရှော့ပြူကိုပူးပေါင်းရန်ထမှန်ဆင်လွတ်ထားတယ်လို့သိရပါဗျ ထိတွေ့တိုက်ပွဲဖြစ်နေတယ်။ရှော့ဗျူစခန်းဟာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းလက်နက်စက်ရုံကပ္ပစ6အတွင်းမှာတရှိနေပြီးတော့ရှော့ဗျူစခန်းကနေတဆင့်ပြန်လည်ခံစစ်ပြင်ဆင်နေတယ်လို့သိရပါဗျ။လက်နက်အတော့လိုအပ်တဲ့ကြီးစံတွေကိုသာထုတ်လုပ်ဖူးတယ်။ကပ္ပစ6အတွင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးနေပါဟာတနက်ပြည့်လေးချင်ရေးကွင်းကိုဝင်နေရပြီးတော့ကပ္ပစ6ကိုအင်အားဖြည့်ကာကွယ်ရန်ပြင်ဆင်နေရတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ငလျင်ဘေးကြောင့်နိုင်ငံပေါင်းများစွာကဒေါ်လာများစွာအလူခံရရှိထားတဲ့အကြမ်းဖက်စစ်တပ်ကအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးကဝန်ထမ်းများကိုကြက်ဥဘဲဥနဲ့တယောက်ကိုငွေကြက်9000ထောက်ပံ့ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်တန်ခန်းစားခဲ့ရတဲ့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးကဝန်ထမ်းများကိုစစ်ကောင်စီကကြက်ဥဘဲဥနဲ့ငွေကြက်9000ထောက်ပံ့ပေးတယ်လို့2025ခုနှစ်ဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးရုံးအမှတ်56မှာစစ်ကောင်စီရဲ့ဝင်ကြီး ဥမောင်အောင်တင့်နဲ့အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးကော်မရှင်အတွင်းရေးမှုနဲ့အဖွဲ့ဝင်များကထောက်ပံ့ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ကော်မရှင်ရုံးဝန်ထမ်းများကိုနေပြည်တော်စစ်ကောင်စီကခွဲဝေပေးတဲ့ပြည်စီများနဲ့အလူရှင်အသီးသီးကလူတန်းနဲ့စံကြက်ဥဘဲဥငချောက်ငချောက်ကျော်အာလူခောက်ဆွဲကြောင့်မုံမျိုးစုံရေတန်ဘူးများနဲ့ဝန်ထမ်းတအုပ်ကိုငွေကျပ်9000စီ ထောက်ပံ့ပေးတယ်လို့သိရပါတယ်ဒေါ်လာလုံနေတဲ့စစ်ကောင်စီမှာငလျင်ဘေးအတွာပြည်ပနိုင်ငံများကလှူဒန်းထားတဲ့ဒေါ်လာတန်းတရာကျော်အပြင်ပြည်တွင်းကခရိုနီများလှူဒန်းထားတဲ့ငွေကျပ်136ဘီလီယံကျော်ကိုလည်းလက်ခံရရှိထားတယ်လို့သိရပါတယ်အချက်ပတ်စစ်ကောင်ဆောင်ကတော့ငလျင်တန်းကျောက်ထိခိုက်တင်ဆုံးခဲ့တဲ့ဒုတိယအတွာတင်ဆုံးသူတအုပ်ကိုငွေကျပ်10သိန်းစီထောက်ပံ့ပေးသွားမယ်လို့ပြောဆိုထားတော့လေလက်ရှိအချိန်ထိပြည်သူများအတွက်ထိရောက်တဲ့ကုညီကယ်ဆယ်မှုများကိုစောင့်ရပေးနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ပြည်သူများကိုဇက်တိုက်ဖမ်းဆီးခြင်းကြောင့် ပြည်သူအယောက်40ကျော်ဖမ်းဆီးခံရရပြီးတော့ကျေးရွာအများမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုလည်းစစ်သားများကစိတ်ကြိုက်ခိုးယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ26ရက်နေ့ကစတင်ပြီးတော့ရေပြူမျိုးနဲ့ဘက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာဇာရီရွာကပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူသွားပြီးတော့ရေနဲ့စိတ်ကမ်းဘက်ကိုတွားရောက်ရန်ဥတည်နေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်သားအင်အား၄၀၀ကျော်ကပါဝင်ပြီးတော့ရေနဲ့စိတ်ကမ်းတွားရလမ်းတစ်လျှောက်မှာတပ်ဖြန့်ထားပြီးကျေးရွာများကိုဇက်တိုက် ိုက်ဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပြည်စည်းများကိုလည်းစိတ်ကြိုက်ခိုးယူရန်လှုံ့ဆော်နေကြတယ်လို့သိရပါတယ်။ဒါအပြင်နဘူးလေတိုက်နယ်မှာရောက်ရှိနေတဲ့အကြမ်းမစစ်တပ်စစ်ကြောင်းဟာတိုက်နယ်အတွင်းမှာရှိတဲ့ကြေးရွာ၄ရွာကိုဝင်ရောက်စီးနှင်းပြီးတော့အရက်သားပြည်သူ၄၀ကျော်ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ဖန်စီခရတဲ့ပြည်သူတွေထဲမှာအမျိုးသမီးများလည်းပါဝင်ပြီးတော့လက်ရှိအခြေအနေထိပြည်သူများအားလုံးကိုဖုံးကြီးအကြောင်းမှာဖန်စီထားတယ်လို့သိရပါဗျ။ စစ်ကြောင်းထိုးတာကအင်အား800ကျော်900လောက်ရှိပါတယ်အဲ့ဒီလိုအင်အားတွေနဲ့ထိုးနေတာပါစစ်ကြောင်းက3ကြောင်းစောင့်ဝင်တုန်းကတော့3ကြောင်းပေါ့ဒါပေမဲ့ဒီထဲမှာသူတို့မှွေနောက်ပြီးတော့စစ်ကြောင်းတွေခွဲပြီးတော့တွားနေတာတွေရှိပါတယ်အင်းတွေမှာဖြတ်စည်းတာဆိုရင်ပစ္စည်းတွေကိုယူသွားတာကတော့ရွာတိုင်းလိုလိုမှာရှိပါတယ်မောင်မကန်ဘက်ကနေပြီးတော့တွားတဲ့စစ်ကြောင်းကနဘူးလေရွာဘက်ကိုရောက်နေတယ်နဘူးလေရွာရောက်ပြီးတော့ပြည်သူတွေကိုဖမ်းတာလည်းမနေဘူးဖမ်းတယ်ဆိုတာကလည်းဖမ်းပြီးတော့ဒီတိုင်းထားတာပေါ့နော်ဖုန်ကြီးကြောင်းမှာတတ်ဆွဲပြီးတော့ပြည်သူတွေကိုဖမ်းတာပါယောက်ျားလေးမင်းကလေးအကုန်ပါပါတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကိုမန္တလေးငလျင်ကြီးလို့ရည်ညွှန်းတုံးဆွဲကြဖို့စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကအေပီလ9ရက်နေ့ညပိုင်းမှာ နိုင်ငံပိုင်ရုပ်သံ line တွေကနေတဆင့်တရားဝင်ပြောကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်မတ်လ28ရက်နေ့မွန်လွယ်ပိုင်း12:50တမိနစ်အချိန်မှာမြန်မာနိုင်ငံအတွင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အား9.8အဆင့်ရှိတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့မှတ်တမ်းပြုစုရမှာဖော်ပြချက်တွေဖော်ပြရမှာရည်ညွှန်းပြီးတော့ပြောဆိုရမှာတူညီလွယ်ကူစေဖို့မန္တလေးငလျင်ကြီးလို့တတ်မှတ်ခေါ်ဝေါ်တုံးဆွဲသွားမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကပြောဆိုလိုက်ပါတယ်မီဒီယာများအနေနဲ့လည်းသတင်းရေးသားရမှာမန္တလေးငလျင်ကြီးလို့ရည်ညွှန်းတုံးဆွဲ ွဲပေးဖို့လဲဇွန်မဲလုံးကပြောဆိုနေပါတယ် မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ရဲ့ဗဟိုချက်ဟာသခိုင်းမြို့နဲ့7ကီလိုမီတာအကွာရေခါအင်းဒေသကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ကမ္ဘာငလျင်ပညာရှင်တွေရောမြန်မာကပညာရှင်တွေပါပြောဆိုနေကြပါမိ။စစ်ကောင်စီကတော့မန္တလေးငလျင်ကြီးလို့ခေါ်ပါမှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်လာတာကိုတွေ့ရပါတယ်။ဒီစစ်တပ်ကစောက်ယူးတွေကလည်းတမျိုးငလျင်တော်မှမန္တလေးငလျင်သခိုင်းငလျင်ဆိုပြီးတော့နာမည်တွေခွဲနေသေးတယ်အဓိကအရေးကြီးတဲ့ပြည်သူတွေရဲ့အသက်ကိုကြတော့ကယ်ဖို့မစင်စားဘူးအခုသူတို့ခေါ်ခိုင်းနေတဲ့မန္တလေးငလျင်ကြီးဆိုတဲ့စာသားအတုံးနှောင်းကလည်း ဘီရင်ရရရေကြောင့်ပဲဖြစ်မယ်လို့ပြည်သူအများကဝေဖန်သုံးသပ်နေကြပါတယ်။ငလင်ကြောင်အေပီလ6ရက်နေ့ညနေအထိစည်ရင်အရာတေဆုံးသူစုစုပေါင်း3564ဦးတေဆုံးခဲ့ပြီးတော့9012ဦးဒဏ်ရာရရှိကာပျောက်ဆုံးနေသူ210ဦးရှိနေပြီလို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ